အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဆရာကြီးဥအောင်သိရဲ့စေပါရေးအချင်းကျုပ်ဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားတော်သားစင်ကြပါအောင်ရှင် ဒီနေ့လူငယ်လေးတယောက်ကငါ့ကိုမိကုံတစ်ခုလာပေးမိတယ်။မိကုံကဘာမှမထူးဆန်းလာပါဘူး။ငါဖြေလိုက်တာကလည်းဘာမှမထူးဆန်းပါဘူး။အမှန်ပြောလိုက်ရရင်တော့ဒါမျိုးတွေကိုဖြေရတာအတော်လေးကိုညင်ဝင်နေပြီလို့တောင်ပြောလိုက်ချင်ပါတယ်။သူမိတဲ့မိကုံကလူငယ်တွေမှာကြီးပွားတိုးတက်ဖို့ဘလို့ချင့်ချင်ရမလဲဆိုတာပါပဲ။လူငယ်ကြီးပွားရေးလမ်းညွန်ပေါ်လေ။ငါလည်းပဲခတ်တူတူပဲရှင်းပြလိုက်ပါတယ်။သူကပဝင်ကြလားမကြလားတော့ဖြစ်မသိဘူး။တေချာတော့ဖြစ်နားထောင်သွားတာပါပဲ။ ငါဖြေလိုက်တဲ့အဖြေကိုတင့်ဤမတင့်ဤမင်းတို့စဉ်းစားကြည့်ကြဖို့ပြန်ပြောလိုက်တာပါငါအဖြေကအဲ့ဒီလိုကြီးပွားချင်ပါတယ်ဆိုတဲ့လူငယ်ကိုငါကပြန်ပြေးမေးလိုက်ချင်တာကတကယ်ကိုကြီးပွားတိုးတက်ချင်တဲ့စိတ်ရှိသလား ပြင်းပြင်းပြပြဆန္ဒရှိရဲ့လားဆိုတဲ့မေးခွန်းမှာပဲဟုတ်တယ်လေမင်းတို့စဉ်းစားကြည့်ကြပေါ့မင်းတို့လည်းကြည်ပွားကျင်တာပဲတိုးတက်ချင်ကြတာပဲတကယ်ဆိုတော့လူငယ်တိုင်းဟာကိုကိုကိုတေချာဆစ်ဆစ်ကြည်ကြတဲ့လို့ထင်မိတယ်တကယ်တမ်းတေတေချာချာဆစ်လိုက်မိလိုက်ရင်မိတောက်လို့ဟုံးဟုံးထနေတဲ့ဆန္ဒရှိနေတဲ့လူငယ်ဟာအတော်လေးကိုနဲပါတယ်လို့ထင်နေမိတယ်ရောင်ရောင်ဝါးဝါဆန္ဒလောက်သာဖြစ်နေကြတာ ရေးနှစ်နေတဲ့လူတယောက်ဟာကောက်ရိုးသမင်မျက်တပြင်လောက်ကိုတောင်ရောင်ရောင်ရမ်းရမ်းအားကိုပြီးဆွဲမိတတ်တယ်။ကြောက်အားလန်အားနဲ့ရေးအောက်ကတင်းငုံတွေကြောက်ဆန်ကြောက်ခဲတွေကိုတောင်လက်မလို့ပဲဆွဲထားတဲ့ရေးနှစ်သေးသူတွေအကြောင်းကိုကြားဘူးတယ်။အကြောက်လွန်ပြီးတွေ့ယူတွေ့တဲ့လို့လို့သေသွားတာမှန်တော်လဲအသက်ရှင်လို့စိတ်အသက်ကို ဖတ်တွေ့ထားလို့စိတ်ကတော့ပြင်းပြထက်ထန်နေတာအမှန်ပဲ။ ဆင်းရဲနေတဲ့လူငယ်တွေဘဝမှာနှိမ့်ချနေတဲ့လူငယ်တွေကြီးပွားရေးနိလန်လာမေးရင်ငါကလည်းသူတို့ကိုရင်းနှစ်နေတဲ့သူအသက်ရှင်ခြင်းစိတ်ပြင်းပြတဲ့လောက်ဆန္ဒပြင်းပြပါရဲ့လားလို့မေးချင်မိတယ် ရင်းနစ်နေတဲ့လူလောက်မဟုတ်ပါဘူး။သူထဝက်လောက်ဆန္ဒပြပြရင်တောင်မှလူတစ်လုံးသူတစ်လုံးလှလှပပကြီးဖြစ်နိုင်တယ်လို့ပြောဝန်တယ်။ဘာကြောင့်လဲဆိုတော့လူအများစုဟာကြော်ကံမဲ့ဆန္ဒလောက်တာရှိနေတတ်ကြတာမို့ပါပဲ။ဆန္ဒကိုဘာကြောင့်ဒီလောက်ပြောနေရတယ်လဲဆိုတော့ပြင်ပြတဲ့ဆန္ဒမရှိရင်ခိုင်မာတဲ့အတိတ်အထိအောင်ဘယ်တော့မှရောက်မလာနိုင်တော့လို့ပါပဲ။သွားလေသူစာရေးဆရာရုပ်ရှင်ဒါရိုက်တာဆရာကြီးဥညာဏကဆန္ဒဆိုတာမြေထက်ကောင်းတော့ကြီးနေတူတယ်။ အဲ့ဒီကောင်းတွဲကြီးကဆွဲလိုက်ရင်တရိဝရိယဆွဲဆိုတဲ့တွဲတွေဟာနောက်ကပါသွားတာပါပဲလို့ပြောခဲ့ဘူးပါတယ်။ဒါကြောင့်တကယ်ဆန္ဒပြင်းပြပါရဲ့လားလို့မေးကြည့်လိုက်ရတာပါ။ဆန္ဒမပြင်းပြပဲစိတ်ကူးရင်ကြီးပွားရေးအိမ်မက်မက်နေတာလောက်နဲ့တော့ဘာမှကိုဖြစ်လာမှာမဟုတ်ပါဘူး။ မေးလာတဲ့လူငယ်ကိုဆက်ပြောလိုက်တာကိုနားထောင်ကြည့်ပါအောင်အဲ့လိုဆန္ဒပြပြပါတယ်ဆိုရင်မင်းဖြစ်ချင်တဲ့ကိစ္စကိုအောင်မြင်ထမြောက်သည့်အထိအယိုးကြည်ကြည်အရေးခံခံစ조사လောက်ဆောင်ပါမယ်လို့အဋိဌံပြုလောက်ပါအဲ့ဒီနောက်လောက်ရမဲ့လုပ်ငန်းစဉ်ကိုချပါလုပ်ငန်းစဉ်လို့ဆိုလိုက်တာကြောင့်တိတ်ပြီးခတ်နေလိမ့်မယ်မထင်နဲ့ပန်းနိုင်ကဘလောက်ဖဲဝေးနေနေပထမဆုံးအစမှာခြေတလန်းတာလည်းရင်ဖြစ်တယ်အဲ့ဒီခြေလန်းကိုခိုင်ခိုင်မာမာရဲရဲဝံ့ဝံ့ချလိုက်နိုင်ဖို့အရေးကြီးတယ် ပထမခြေလန်းကိုချလိုက်ပြီးရင်ဒုတိယခြေလန်းဘယ်လိုလန်းရမယ်ဆိုတာကိုအလိုလို တွေ့လာလိုက်မယ်။အမအမှန်ကိုလည်းစဉ်းစားချင်းချင်းတက်လာပါလိမ့်မယ်။အဲ့လိုလောက်ကန်ခြေတက်နေရင်ပဲအပေါင်းအသင်းတွေကို တွေ့လာရလိမ့်မယ်။ပေါင်းခြင်းအသစ်တွေကိုတွေ့လာရလိမ့်မယ်။ကိုယ်ကလည်းအခုအညီပေးရလိမ့်မယ်။ ကိုကိုလည်းသူတို့ကကိုညီလိုက်မယ်လူတွေကို မကြောက်ပါနဲ့ရင်းရင်းနှီးနှီးပေါင်းပါကိုတက်နိုင်တဲ့ကိစ္စဆိုရင်စိတ်ပါလက်ပါ အစွမ်းကုန်အကူအညီပေးပါတတ်တန်ရှင်းရှင်းကိုညီပါဘာကိုမှမမျှော်လင့်ပါနဲ့ ကုစုပြုနေတယ်ပါရမီဖြစ်နေတယ်ဆိုတဲ့စိတ်မျိုးထားပါတဖက်သားရဲ့အသွေးအကြောင်းအသည့်အမြင်ကိုရအောင်စီပူပါသူတို့အကြံဉာဏ်ကို ယူပါ လေးစားစွာတောင်းခံပါမလိန်တပတ်လူလဲလုပ်ပြီးသတင်းလိုက်တာမျိုးဘယ်တော့မှမလုပ်ပါနဲ့တဖက်သားရဲ့အသွေးအကြောင်းအသည့်အမြင်ကိုအသည့်အမှတ်ပြုပါ ယေရှုတင်ကြောင်းလိုက်လဲစွာပြောဖို့ဝန်မလေးပါနဲ့ကိုထအသက်ရကြီးမားသူဖြစ်ရင်ဝါကျွတ်နစ်ဆန်စသည်တို့မှာကတော့ဖို့မမေ့ပါနဲ့ခရီးယန်ဖြစ်နေရင်လဲခရစ်စမတ်မှာလှလပပလက်ဆောင်ပေးဖို့မမေ့ပါနဲ့သူယေရှုစီဘူးเจ้าကိုတပားသူတွေကိုပါပြောပြဖို့ဝန်မလေးပါနဲ့ ောက်တစ်မျိုးကတော့အပေါင်းအသင်းတွေထဲမှာမယိုးသားသူကိုတရီထားမိလိုက်ရင်အလိမ္မာသုံးပြီးရှောင်ပါရံမလုတ်ပါနဲ့ရံများခြင်းဟာလောကီကြီးပွားရေးမှာအနောက်အရှက်ဖြစ်လာတတ်ပါတယ်အဲကိုဇာရိတကိုပျက်စီးစေနိုင်တဲ့အပေါင်းအသင်းမျိုးကိုတော့ဖြင့်ခဝဲဝဲသာရှောင်ပါယိုးသားဖြောင်းမတ်တဲ့ဂုံဟာတသက်လုံးသုံးလုံးမကုန်တဲ့ပစ္စည်းလို့သဘောထားပြီးထိမ့်သိမ့်ပါအသက်ကိုသားအသေးခံမဲ့တစ်ဖက်သားကိုမယိုးမသားလှည့်ပြလိန်ညာတာမျိုးဘယ်တော့မှမလုပ်ဘူးဆိုတဲ့အတိတ်ချံ ်ကိုခိုင်ခိုင်မာမာသာချထားလိုက်ပါ မင်းကြီးပွားအောင်မြင်ပါလိမ့်မယ်အရေးကြီးတာကဆန္ဒပြင်းပြဖို့ပါပဲဆန္ဒကြီးမလာရင်အထုတ်တာပဲအထုတ်ရင်အထွက်ပါတယ်အပြင်ထုတ်လိုက်တော့အဘုံတွေပါထွက်လာတတ်ပါတယ်လို့ပြောပြလိုက်ပါတယ်အဲ့ဒါတွေပါပဲငါအတွေ့အကြုံအဖြစ်တော့အဲ့ဒီစကားတွေဟာကြီးပွားရေးနီလန်ကောင်အတူကျုပ်လိုထင်မိတာပဲမင်းတို့လည်းဆက်လက်စဉ်းစားသုံးသပ်ကြည့်ဖို့ထပ်ဆင့်ဝင်ငါလိုက်ရတာပါပဲ